ကိုလံဘီယာကအမေရော့ခန်လူသားများဒီလူမျိုးတွေကကိုလံဘီယာနိုင်ငံရဲ့တောနယ်ထဲမှာနေထိုင်ကြတဲ့အမေရော့ခန်လူသားတွေပါသူတို့ကသဘာဝခြိတဲ့တွေကိုစေမစိုးပဲဝတ်ဆင်ကြတယ်နောက်ပြီးဒီအဝတ်အစားတွေကိုတထည့်ပြီးတထည့်လဲပြီးတော့မဝတ်ကြပါဘူးဒါတွေမကသေးပါဘူးရှင်သူတို့ရဲ့တခြားဒလိတွေကလည်းပုံမှန်လူတွေလိုမဟုတ်ကြပဲထူးဆန်းနေပါတယ်ဒီနေ့မှာတော့ကိုလံဘီယာနိုင်ငံရဲ့တော်တွင်းတနေရာကထူးဆန်းစွာနေထိုင်ကြတဲ့အမေရော့ခန်လူမျိုးတွေရဲ့အကြောင်းကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါနော် ဒါကကိုလံဘီယာတော်ရက်ကကိုကွင်းလူမျိုးတွေပါရှင်။သူတို့ကမြို့ပေါ်ကလူတွေနဲ့နေထိုင်မှုပုံစံမျိုးမတူပဲလုံးဝခြားနားနေပါတယ်။သူတို့ကကမ္ဘာမြေကြီးကိုကျေးဇူးတင်တဲ့အနေနဲ့ဖနက်လက်မရှိကြပါဘူး။နောက်ထပ်ထူးဆန်းတာကသူတို့ကဘာသာမဲ့တွေပါ။ဒီလိုမျိုးကိုကွယ်တဲ့ဘာသာမရှိပေမဲ့သူတို့ရဲ့အပြုအမူကတခြားသူတွေထက်ထူးဆန်းနေပါတယ်။ဒါကတော့သူတို့ရဲ့ပုံဝန်းကျင်မှာရှိတဲ့တခြားသက်ရှိတွေကိုမလိုအပ်ဘဲရိုင်းနှက်တာတွေတပ်ဖြတ်တာမျိုးတွေမလုပ်ကြတာပါ။နောက်ဆုံးသူတို့ကိုလာကြိုက်တဲ့ခြင်တွေကိုတောင်မှရိုက်တာမျိုးမလုပ်ကြပါဘူးရှင်။ ်။တခြားတရိတ်ဆန်တွေကိုအစာအာဟာရအတွက်လိုအပ်မှာပဲတက်ပြတ်စားတော့ကြပြီးတခြားသရဝါတွေကိုတော့ဘေးမဲ့ပေးကြပါရစေ။ကမ္ဘာကြီးရဲ့ဆွမ်းအားတွေကိုမြေကြီးကနေတဆင်ရတယ်လို့ယုံကြည်ကြပြီးမြေကြီးရဲ့ဆွမ်းအားတွေပြည့်အောင်အပင်တွေစိုက်တာမျိုးကိုလည်းလုပ်ကြပါရစေ။ဒီဆွမ်းအားတွေကိုရဖို့ဖက်နက်တွေမစီပဲသွာလာကြတာမျိုးတွေလည်းလုပ်ကြပါရစေ။ သူတို့ရဲ့ပျော်ရွှင်မှုကကမ္ဘာကြီးကိုတစ်ပင်နေနဲ့လှပအောင်လုပ်ကြဖြစ်ပြီးကမ္ဘာကြီးကျမ်းမာမှသူတို့ကိုကျမ်းမာခြင်းစွာတွေပေးနိုင်မယ်လို့လည်းယုံကြည်ကြပါတယ်။ဒီလိုမျိုးထူးဆန်းတဲ့အယူအဆတွေနဲ့ဘာသာမဲ့နေတဲ့ရွာသားတွေမှာထူးဆန်းတာတစ်ခုကတော့ရွာရဲ့တနေရာမှာရှိနေတဲ့ကြောက်တုံးကြီးပါရှင်။ဒီကြောက်တုံးကြီးနဲ့အတူတူနောက်ထပ်ထူးဆန်းတဲ့အကြောင်းလေးကိုဆက်မပြောသေးခင်အခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ interest knowledge page လေးကို like တာ follow လေးလုပ်ချပေးဖို့တော့လိုအပ်ပါလိမ့်မယ်နော်။ ရွာတွေကကြီးကဲတွေကသူတို့အတွက်လိုအပ်တဲ့အကြံပေးမှုတွေရဖို့ဒီကြောက်တုံးကြီးမှာလာပြီးတော့ဆူတောင်းလို့ရှိပါတယ်။ဒီကြောက်တုံးကသူတို့ရဲ့ဘိုးဘွားတွေရဲ့ဝိညာဉ်တွေစုစည်းနေတာဖြစ်ပြီးသူတို့ကိုစောင့်ရှောက်နေတယ်လို့လည်းယုံကြည်ကြတာပါ။ဒါတည်းမကသေးပါဘူးနော်။လာပြည့်လောက်ွယ်နေတာရွာထဲမှာရှိတဲ့အရွယ်ရအမျိုးသားတွေကရွာတွေကအစည်းအဝေးလုပ်တဲ့အိမ်မှာစုစည်းကြပြီးနှက်ခတ်တရားတွေအကြောင်းဆွေးနွေးတာသင်ပေးတာမျိုးတွေလည်းလုပ်ကြပါတယ်။ဒီလိုမျိုးညလုံးပေါက်ဆွေးနွေးတဲ့အခါကိုကာတစ်တီတွေကိုရိုးရာစားစရာတစ်ခု အဖြစ်စားကြပါတယ်။အစည်းအဝေးတက်သူတွေကကိုကာတီးကိုစားမှသင်ကြားပေးမဲ့အ က်ပညာတွေကိုလက်ခံနိုင်မယ်လို့ယူဆတာကြောင့်ပါရှင်။သူတို့အတွက်ကိုကအဓိကသဘာဝကပေးတဲ့စွာတွေချစ်ချင်းမြတ်တာတွေပြည့်နေတဲ့အသီးလို့ခံယူထားတာကြောင့်ပါ။ ုံမှန်လူတွေကတယောက်နဲ့တယောက်တွေ့ရင်ပြုံးပြနှုတ်ဆက်ကြပေမဲ့ဒီရွာမှာကတော့တယောက်နဲ့တယောက်တွေ့ရင်ကိုကားသီးတွေပေးပြီးနှုတ်ဆက်ကြပါတယ်။အသက်ကြီးတဲ့သူကသူ့ရဲ့အိတ်ထဲကကိုကားသီးကိုငယ်တဲ့သူရဲ့အိတ်ထဲကိုထည့်ပေးရပြီးအပြန်လန်အနေနဲ့အသက်ငယ်သူကလည်းအသက်ကြီးသူရဲ့အိတ်ထဲကိုရိုသေမြတ်နှမှုအပြည့်နဲ့ပြန်ပြီးတော့ထည့်ပေးကြပါတယ်။ဒီရွာကလူတွေကအခုလိုမျိုးနေထိုင်ကြပြီးကိုလံဘီယာမြို့ပေါ်ကလူတွေနဲ့အဆက်ဆံမရှိကြပါဘူးမြို့ပေါ်ကလူတွေလိုမျိုးဝတ်စားနေထိုင်မှုတွေမရှိကြပေမဲ့သူတို့ရဲ့မျက်နှာတွေကအင်းငိမ့်မှုပျော်ရွှင်မှုချစ်ချင်းမြတ်တာတွေကပေါ်လွင်နေပါတယ် ဒီဗီဒီယိုလေးကနေသိလိုက်ရတာကတော့လူတွေကဈေးကြီးတဲ့ဈေးကန်ပစ္စည်းတွေဝတ်မှစားမှသုံးနိုင်မှပျော်ရွှင်မှုလို့ထင်နေကြပေမဲ့တကယ်နဲ့ပျော်ရွှင်မှုဈေးကန်မှုတွေဆိုတာပစ္စည်းတွေအပေါ်မှမီခိုဘူးဆိုတာပါပဲ။နောက်ပြီးငွေတွေအများကြီးပေးရတဲ့အစားအသောက်ကိုစားမှအရသာရှိတဲ့သူတွေနဲ့ချစ်ချင်းမြတ်တာတွေကိုထက်ချက်ထားတဲ့ရိုးရအစားအစာတွေကိုစားရတဲ့သူဘသူကပို့ပြီးတော့အေးချမ်းပျော်ရွှင်နေတယ်လဲဆိုတာပါပဲရှင်။ပေးတဲ့ကြီးတို့ရောဘလို့လူမျိုးကပို့ပြီးတော့ပျော်ရွှင်အေးချမ်းမှုတွေရနိုင်မလဲဆိုတော့မှတ်ချက်လေးရေးပေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။